င်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်သေးဆောင်ကနေတင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံသူရောက်လာတဲ့အာဆီယံအထူးကူဆလင်နဲ့ထိုင်းနိုင်ငံသားရေးဝင်ကြီးတို့ကိုဝေချုံမှုကြီးလက်ခံတွေ့ဆုံတဲ့တဲ့ရင်ဖြစ်ပါတယ်။ ိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ထံသို့လာရောက်တွေ့ဆုံတဲ့အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူမလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဒေတူစရီယူတမာဟာဂျီမိုဟာမက်ဟာဂျီဟန်ဆန်နဲ့ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးမစ္စတာဆမ်ဂျင်ဖုန်ဆာတို့ကိုဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဧပြီ9ရက်မနက်ပိုင်းကနေပြည်တော်ရှိတပ်မတော်အေအီသားမှလက်ခံတွေ့ဆုံခဲ့ကြောင်းသိရပါဗျာ။ အဲ့ဒီလိုတည်ဆုံစဉ်အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်မြန်မာနိုင်ငံတွင်ပြင်းထန်ငလျင်လှုပ်ခတ်မှုများကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခြင်း၊ကုညီကယ်ဆေးရေးအဖွဲ့ဝင်များဆေးလုပေးခဲ့မှုနှင့်ကုညီကယ်ဆေးရေးအထောက်အကူပြုပစ္စည်းများပေးပို့ခဲ့မှုအခြေအနေများလာရောက်ကူညီကြတဲ့ကုညီကယ်ဆေးရေးအဖွဲ့ဝင်များအနေဖြင့်မြန်မာနိုင်ငံတွင်ကုညီကယ်ဆေးရေးစေတနာဝန်ထမ်းများနဲ့အတူကုညီကယ်ဆေးရေးဆောင်ရွက်ခဲ့မှုအခြေအနေများကိုဆွေးနွေးပြကြခဲ့ပါသည်။ ဒါအပြင်အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်ငလင်တန်သင့်ဒေတာများတွင်အသေးစားခွဲစိတ်မှုများဆောင်ရွက်နိုင်ပေရွေးချယ်စည်းကမ်းဆောင်ရွက်ပေးမှုအခြေအနေများနှင့်ဆက်လင်းတဲ့အခြေအနေများအပြင်ငလင်တန်သင့်ဒေတာများတွင် အစားအသောက်များတကူရည်သုံးပစ္စည်းများလိုအပ်လျက်ရှိမှုနဲ့အပြည့်စည်များဖယ်ရှားမှုအတွက်စက္ကရိယပစ္စည်းများလိုအပ်လျက်ရှိမှုအခြေအနေများနဲ့ပတ်သက်လို့လည်းရင်းရင်းနှီးနှီးဆွေးနွေးကြကြောင်းသိရှိရပါရှင်ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့မိုးရာသီမရောက်မီပြင်ဆင်ဆောက်လုပ်ရေးရာသီအစားအုံများကိုအမြန်ပြင်မဲ့ဆွဲတဲ့တဲ့ရင်ဖြစ်ပါတယ်ဧပြီလ5ရက်မိုးလယ်ပိုင်းက ီရောင်စုဆိုရအဖွဲ့အစီအဝေးချက်ပါရရင်လက်ဆောက်ကောင်ကထာနိုင်ငံတော်ဝန်ကြီးချုပ်ဝေဇုံမှုချင်းမြောင်းလိုင်းကမိမိတို့နိုင်ငံတွင်ရေဒါစကေ6.9ပတ်ဝန်းကျင်လှုပ်လေးလှုပ်ထားရှိပြီးအမြင့်ဆုံးမှာရေဒါစကေ10ထိအမြင့်ဆုံးလှုပ်ခတ်ခဲ့တဲ့အတွက်မိမိတို့အနေနဲ့ငလျင်တက်ရောက်တဲ့ဒေသတွင်ရှိတဲ့ဒေသများတွင် အစာအုပ်များစားလို့ရမှာငလျင်တန်ခံနိုင်တဲ့အစာအုပ်များဖြည့်ရလို့ကြောင်း အစာအုပ်များစားလို့ရရင်ခိုင်ခံမှုကိုအလေးမထားတဲ့အတွက်မလိုလားအပ်တဲ့ပျက်စီးဆုံးရှုံးမှုများပုံမဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းမြန်မြန်စစ်စေးချက်များအရာအချို့အစာအုပ်များစလိုရာတွင်အင်ဂျင်နီယာပိုင်းဆိုင်ရာသတ်မှတ်ချက်များနဲ့ကိုင်းညီမှုများမရှိသေးကိုစစ်စေးတွေ့ရှိရကြောင်းအခုလိုသတ်မှတ်ချက်နဲ့မညီညွတ်ပဲဆောင်ရွက်ထားသည့်များကို ပြန်လည်စစ်စေးအရေးယူဆောင်ရွက်သွားရလို့ကြောင်းပြောကြားခဲ့ပါသည် ်ဆောက်လုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများကစနေကြာကြမ်းမဲ့ဆောင်ရွက်မှာဖြစ်ကြောင်း ရခင်ကတိစောက်ခဲ့တဲ့လက်ရှိအချိန်မှာကွဲအံ့မှုများဖြစ်ပေါ်ပြီးဆေးချရမှုမရှိနိုင်ပါက၎င်းအဆောက်အဦများအားဖျက်သိမ်းရမှာဖြစ်ကောင်းအခုအချိန်ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုများဟာနောက်နာကတွင်အသက်ပေါင်းများစွာကိုကယ်တင်နိုင်မှာဖြစ်လို့အစအဦးများအားခိုင်ခန့်စွာတည်ဆောက်ရန်အလုံးကအလေးထားဆောင်ရွက်ရမှာဖြစ်တယ်လို့မှာကြပါရစေ။ ထို့အတူပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်မိုးရွာသည့်ကာလသို့မရောက်မီပြင်ဆင်ဆောက်လုပ်ရရသည့်အစာအုပ်များကိုအမြန်ပြန်လဲတည်ဆောက်ရမှာဖြစ်ပြီးနိုင်ငံတော်မှလည်းကူညီပေးတော်မှာဖြစ်ကာဗင်စတန်စီအိုဝေးတွင်လည်းမြန်မာနိုင်ငံအတွက်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရရှိစေရေးအတွက်အကူအညီများပေးရရန်ပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်ထပ်မံတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်၄မြင်းဆောင်၂025ကျင်းပတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဆိုရဖွဲဝင်းကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးဝန်ကြီးများနဲ့တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများရဲ့၄မြင်းဆောင်2025လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဧပြီ၄ရက်မွန်လွယ်ပိုင်းကတိုင်းဒေသကြီးအစိုးရဖွဲ့ရုံးမင်္ဂလာခမ်းမမှာပြုလုပ်ကြောင်းသိရှိရပါသည်။ ဟူစွာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့2025ခုနှစ်မတ်လ၄ရက်နေ့ကပြုလုပ်ခဲ့တဲ့တိုင်းဒေသကြီးအစဉ်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး၃ညဆောင်2025ရဲ့အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုများအားတိုင်းဒေသကြီးအစိုးရဖွဲ့အတာဝန်ရှိသူတို့ကဖတ်ကြားပါရစေ။ ဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကအမှားစကားပြောကြရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ငလင်တန်းတင့်တဲ့ဒေသများအတွက်ပြည်ပနိုင်ငံများမှလူရဲနေ၊ကုညီကယ်ဆယ်ရေးပစ္စည်းများနဲ့ကုညီကယ်ဆယ်ရေးအဖွဲ့များအားရန်ကုန်လေးစိတ်တွင်ကြိုဆိုလက်ခံ၍မော်တော်ယာဉ်များစီစဉ်ဆောင်ရွက်ပေးပြီးငလင်ဘေးတင့်ဒေသများသို့ပို့ဆောင်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း ငလင်တန်တိတဲ့ဒေတာများဖြစ်တဲ့နေပြည်တော်ကောင်စီမန္တလေးတိုင်းဒေတာကြီးစကိုင်းတိုင်းဒေတာကြီးတို့သို့24ပြည်စံအိတ်2800အိတ်စောင်းစီ3500ပိတ်သားနဲ့စက်မှုကုန်ကျန်းအထယ်လိပ်152ထုပ်ပေးဖို့လှူဒန်းခဲ့ကြောင်း ရှာဖွေခဲ့စေလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်ရန်ကုန်မြို့နယ်စီမံသားဤကော်မတီမှဝန်ထမ်းများရန်ကုန်တိုင်းဒေသကြီးမိသက်ဦးစီးဌာနမှမိသက်တပ်ဖွဲ့ဝင်များမှရှာဖွေခဲ့စေအထောက်အကူပြုပစ္စည်းများနဲ့အတူငလင်ဘေးတင်ဒေသများသို့သွားရောက်၍ကူညီခဲ့စေလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်းဌာနအလိုက်တဘာဝဘေးရနေအတွက်ကျူတင်ကာကွယ်မှုများဆောင်ရွက်ထားရန်လိုအပ်ပါကြောင်းဖြင့်ပြောကြားပါသည်။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးခင်မောင်ဆန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ရုံးနဲ့ဝန်ကြီးဌာနများရဲ့လမ်းညွှန်ချက်များညွှန်ကြားချက်များအားဖတ်ကြားရှင်းလင်းတင်ပြပါရယ်ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးများနဲ့တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများကဆောင်ရွက်ပြီးစီခဲ့တဲ့လုပ်ငန်းများနဲ့ဆက်လက်ဆောင်ရွက်မယ့်လုပ်ငန်းများအားကဏ္ဍများအလိုက်ရှင်းလင်းတင်ပြကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကညီကုန်းချုပ်စကားပြောကြားကြောင်းသိရှိရပါရယ်ရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ